ဆက်ပြောလာလဲဆိုတော့နောင်းနေမှာဆဲမယ်ဆဲမယ်ချမ်းချမ်းကိုနည်းနည်းဆဲမယ်ဘလို့နေထားလဲဆိုလာကြည့်ရအောင်အစင်းနှမ်းမျိုးဘလို့အုံနှောင်မျိုးဘလို့နိုင်ငံရေးအတွေ့အကြုံဘလို့တိုင်းပြည်ကိုအသိစိတ်နဲ့သူပြောလာလဲတော့ကျွန်တော်မသိဘူးပေါ့နော်မ ဘာဖြစ်လဲဆိုတော့အမတို့မမြင်ရဘူးရေပေးပဲဖြစ်ဖြစ်မီးပေးပဲဖြစ်ဖြစ်ငလျင်ပေးပဲဖြစ်ဖြစ်ဒီတဘာဝဘေးရန်နေရဆိုတာလူမမြင်နိုင်ဘူးဟုတ်တယ်နော်အမတို့မြန်မာနိုင်ငံ2008 2008ဒီဝင်းကျင်တုန်းကလည်းအမ2008တုန်းကလည်းနာခစ်ဆိုတာဖြစ်ခဲ့ပြီးပြီးမြန်မာနိုင်ငံကြီးတစ်ခုလုံးပျက်စီးသွားတယ်ဒါပေမဲ့ဒီဟာကြီးကိုပြန်ပြီး control လုပ်ဖို့အတွက် handle လုပ်ဖို့အတွက်အစိုးရရဲ့လုံဆောင်မှုတွေဟာတေးကြဖို့ညှန်းဆန်းမှုတိကျမှုဆိုတာကအရင်ကအရေးကြီးတယ်မဟုတ်လို့ရှိရင် အစိုးရရဲ့လှုပ်ဆောင်မှုမှန်ကန်မှုတိကျမှုတွေမြန်ဆန်မှုအရေးကြီးတယ်ဆိုတာခုနှစ်တသမခုနှစ်တိုက်ခိုက်သွားတဲ့ငလင်ကိုချက်ချင်းလက်ငင်အိုင်းနေရကျွန်တော်ဆရာတော်ဦးရသူမစိုးရင်ဆရာတော်เนาะကျွန်တော်လိုက်လွင်တယ်ကျွန်တော်အိုင်းပို့စ်ကိုချက်ချင်းဖြတ်ပေးလိုက်တယ်ကျွန်တော်ကိုချင်းစားလိုက်တယ်လဘကတိုင်းမူကြီးကအတူလဲလူပဲလေချက်ချင်းဖြစ်တာယူ तू ဘလို့လို့ဆယ်ရန်နေရရင်လုံနိုင်မှာတော့ အစော်ဦးရဲ့ကြီးစောက်ပြီးပါပြီဆိုပြီးတော့သူ့ပြောရမယ်ပုံဦးမယောင်လာရင်သူ့သတင်းပို့ရမယ်ပုံဆိုတော့အဲ့တော့ငလျင်ဖေးတင်တာပဲဖြစ်ဖြစ်တဘာဝဘေးရန်နေဖြစ်တဲ့အခါမှာတဘာဝအေးဘေးရန်နေကိုခံနိုင်တဲ့လွတ်ကင်းတဲ့နေရာမျိုးတွေအမှန်ပါရွေးချယ်ရတယ်မြန်နေရမမာနေနေရတော့ဟမ်ဖေးလို့မှနေပမာနေနေလဲလို့ဟမ်အီတလီလို့မရဘာပြောနေရလဲမသိဘူးက ရှိရင်အမားတို့ကနိုင်ငံတကာအကူအညီတွေမလာခင်မှာအရေးပေါ့အနေနဲ့စောင့်ရှောက်မှုတွေလုပ်ထားနိုင်တဲ့မြို့တစ်ခုချင်းစီမှာဒါကတော့အမားရဲ့စေတနာပေါ့နော်ဒီလိုမျိုးလေးအမားအမားရဲ့စေတနာစေတနာကြည့်မြန်မာပြည်ပြန်လာခဲ့မြန်မာလေးကိုကြီးနဲ့တွေ့ပဲစေတနာကြည့်မြန်မာပြည်ပြန်လာခဲ့ ကိုကြီးနဲ့တွေ့မယ်ဟမ်ဟောချိုပြီးတော့မှငလျင်ငလျင်လုံးမအောင်ရှောင်ဖို့အတွက် အစာအုပ်တွေဘယ်သူမှမနေဘဲနဲ့စောက်ထားပေးရမယ်။ခေါင်းထဲမှာအီတလီသုပ်ဖို့ဝင်မနေနဲ့။အားလုံးပဲမင်္ဂလာပါ။ဒီကနေ့မှာတော့အီတလီရောက်ချမ်းချမ်းရဲ့ပြောဆိုပုံတွေကိုအဖသားအာကြီးထောက်ပြလိုက်တဲ့ရုပ်တံနဲ့အတူကယ်ဆယ်ရေးအဖွဲ့အားလုံးခွင့်ပြုချက်ယူရမည်မူဝါဒကျင့်သုံးမည်ဟုစစ်ကောင်စီကြေညာလိုက်တဲ့ထူးခြားသတင်းတွေပါတင်ဆက်ပေးလိုက်ပါရစေ။ ငလင်ကူညီကယ်ဆယ်ရေးလုပ်မည်မိသည့်အဖွဲ့အစည်းမဆိုတီးခြားလွတ်လပ်စွာယက်တီဆောင်ရွက်ခွင့်မရှိဘဲရင်းတို့နှင့်ပူးပေါင်းမှခွင့်ပြုမည်မူဝါဒကိုကျင့်သုံးမည်ဟုဒုတိယစစ်ကောင်ဆောင်ဗိုလ်ချုပ်စိုးဝင်းကဧပြီ9ရက်နေ့ကနေပြည်တော်တွင်ကျင်းပသည့်စစ်ကောင်စီစည်းဝေးတွင်ပြောကြားလိုက်သည်ကူညီကယ်ဆယ်ရေးအဖွဲ့များအနေဖြင့်မိသည့်အဖွဲ့အစည်းမဆိုတီးခြားလွတ်လပ်စွာယက်တည်၍ဆောင်ရွက်ခွင့်မရှိဘဲကြိုတင်ခွင့်ပြုချက်တောင်းခံထားသည့်အဖွဲ့အစည်းများဖြစ်ရန်လိုပြီးတက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူတကွပူးပေါင်းဆောင်ရွက်မှသာခွင့်ပြုပေးသွားမည်ဖြစ်သည်ကို မူဝါဒတရက်အနေဖြင့်ဆောင်ရွက်သွားရန်လိုကြောင်းတိုင်းဒေသကြီးနှင့်ပြည်내ဝင်ကြီးချုပ်များအနေဖြင့်လည်းမိမိတို့သက်ဆိုင်ရာနယ်မြေများသို့ရောက်ရှိလာသည့်ကုညီကယ်ဆယ်ရေးအဖွဲ့များ NGO အဖွဲ့အစည်းများကိုမိမိတို့ကုညီကယ်ဆယ်ရေးအဖွဲ့များနှင့်အတူတကွပူးပေါင်းဆောင်ရွက်မှသာခွင့်ပြုပေးသွားရန်လိုကြောင်းဒုစစ်ကောင်ဆောင်ကပြောကြားခဲ့ကြောင်းစစ်တပ်ထိန်းချုပ်သတင်းဌာနများကထုတ်လွှင့်ခဲ့သည် နိုင်ငံကနဲ့ပူးပေါင်းပြီးဆောင်ရွက်လက်ရှိရမှာနိုင်ငံပေါင်း26နိုင်ငံမှအရေးပေါ်ကူညီကယ်ဆယ်ရေးအဖွဲ့များကလည်းမြန်မာနိုင်ငံမှကူညီကယ်ဆယ်ရေးအဖွဲ့များနဲ့အတူတကွာပူးပေါင်းပြီးဝိုင်းဝန်းဆောင်ရွက်ပေးလျက်ရှိပါကြောင်းအဲ့ဒီလိုဆောင်ရွက်ရမှာကိုကြီးကစဲအဖွဲ့များနေဖြင့်မြေတီအဖွဲ့စည်းကုန်မစုံတေချာလွတ်လပ်စွာရည်တည်ပြီးဆောင်ရွက်ခွင့်မရှိဘဲကြိုတင်ခွင့်ပြုချက်တောင်းခံထားသည့်အဖွဲ့စည်းများဖြစ်ရန်လိုအပ်ပြီးသက်ဆိုင်ရာတာဝန်ရှိသူများနဲ့အတူတကွဘူပေါင်းဆောင်ရွက်မှသာခွင့်ပြုပေးတော့မှဖြစ်တာကိုလည်းမေဝါဒတရအနေနဲ့ဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း ဒိုင်းဒေသကြီးနယ်ပြည်နယ်ဝန်ကြီးချုပ်များနေပြည်လဲမိမိတို့သက်ဆိုင်ရာနယ်မြေများသို့ရောက်ရှိလာတဲ့ကုန်ကြီးကစင်အဖွဲ့များ NGO ဖွဲ့စည်းများကိုမိမိတို့ကုန်ကြီးကစင်အဖွဲ့များနဲ့အတူတကွပူးပေါင်းဆောင်ရွက်မှသာခွင့်ပြုပေးသွားရန်လိုအပ်ပါကြောင်းနဲ့သူပြောတာလည်းတော့ကျွန်တော်မသိဘူးပေါ့နော်သူပြောတဲ့ဟာလိုင်းရတယ်နော်ကျွန်တော်ဒီမှာကြည့်နေတာကျွန်တော်ချမ်းချမ်းကိုချမ်းချမ်းကိုကျွန်တော်ဘာပြောချင်လဲဆိုတော့ကျွန်တော်မြန်မာနိုင်ငံထဲမှာနေတယ်ပေါ့နော် ။ချမ်းချမ်းကိုကျွန်တော်ပြောချင်လဲဆိုတော့ကျွန်တော်ပြောရတဲ့စကားရှိတယ်။ပြောရတဲ့စကားကျွန်တော်ဘယ်လိုရှိလဲဆိုတော့အင်တာနက်လိုင်းရရှင်းမတင်ရင် hotspot လွင်လာလား။ဟုတ်။အဲ့တချက်တော့ပြီးစမ်းပါမလား။ဟိုမဟုတ်ကျွန်တော်ပြမလို့ကျွန်တော်ပြည်သူလူထုကိုဒီလိုလူတွေကိုမိုင်းတိုက်ရင်ဘလူပွားမျိုးရောက်လေဆိုတာအမဘာဖြစ်လဲဆိုတာအမလို့မင်းကရေးသေးတယ်ဖြစ်ဖြစ်နေသေးတယ်ဖြစ်ဖြစ်ငါလည်းနေသေးတယ်ဖြစ်ဖြစ်ဒီကဘာမှဖြစ်ရတယ် 看嘞看嘞，那汤匙，这碗水都完了，把那汤匙都完了，拿这勺撇开你哩，你妈那眼人都看不见是咋的？他那边底下又撇，你管收老婆仔喊他老婆仔，啊，收业务，何解不一样？为啥子？收业务就讲，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 以前是不是？收业务，明天你留着，明天我接接出去。你这个看得再改过来，没得业务。小金那个，哎呀，这种小喽，我要的不错嘞，小啊，这种老板的这种，不是我之前想买的。这种过年咋来的？老板跟咱不一样。 သူလည်းလူပဲလေချက်ချင်းပြတာယူသူဘလို့လို့ဆယ်ရန်နေရနေလို့နိုင်မှာလို့အများကြီးတစ်မျိုးလုံးနေတာအတိုင်းနာမှာလူတွေတေကြတာလေဖုန်းကြီးတွေလည်းတွေးနေတော့လူပဲလူတွေလည်းတေကြတာစကိုင်းပီလာဗျာအများကြီးတေကြတာချက်ချင်းလည်းငယ်ဘလို့လို့လုံးနိုင်မှာလို့ပြောချင်တာအဲ့တော့အခုအမြန်ကန်ဟမ်ဒီလူတွေဒီသားတွေကတခြားခံစားရတယ်တိုးတက်မှုတွေနောက်ကျတယ်အဲ့တော့အမမကားပြပြဖြစ်တာနေရဖို့ပြန်လိုက်တိုးတက်တာနောက်ကျတယ် ောင်ရည်ညံဖို့အတွက်ဆိုတာကျိုးတယ်နေစိမ်မှုဆိုတာရှိရတာပေါ့နော်ဘယ်လိုကျိုးတယ်မှုပြင်ဆင်မှုရှိရလဲဆိုတော့မျိုးနေတိုင်းမျိုးနေတိုင်းမှာနောက်ပိုင်းမှာအမတို့ကအဆောက်အအုံပေါ့နော်အဲ့ဒီအင်းတိုင်းတိုင်းကပေါ့ငလင်းငလင်းခိုင်ခိုင်ရဲ့အေးဆိုဆောက်ဖို့ဆိုတာမဖြစ်နိုင်ဘူးခုလောလောဆယ်မှာဒါပေမဲ့မျိုးနေတိုင်းမျိုးနေတိုင်းနဲ့အင်းတိုင်းအင်းတိုင်းနဲ့ငလင်းတန်ကောင်းလို့စောင်းနေလို့အခုမန္တလေးမှာသွားကြည့်လိုက်တချို့တဲတွေလည်းမပြိုဘူးနော်စကိုင်းဗီလာဆိုတာနာမည်ကြီးဟိုမှာလီယိုတဲကိုကမ်းလာ26လမ်းမှာနော်တကယ်အကောင်းကြီးတချို့တို့ကြွေပြားကတ်ထားတဲ့တိုက်ကြည့်ကြိုးလာကာကသဘာဝဘေးနော်သဘာဝဘေး ဲ့ဒီတဘာဝဘေးတစ်ခုကိုရင်ဆိုင်ရတာကိုအစိုးရကိုပြောတယ်တဲ့သူ့အမေတော်စုကြည်တော်ကဘာပြောလဲဟမ်တဘာဝဘေးဆိုတာနေ့စဉ်နေ့တိုင်းဖြစ်မှာပဲတဲ့ဟမ်ဒီမှာဒီမှာဒီငလျင်ဖြစ်ပြီးတဲ့အချိန်မှာလူတွေရှာတဲ့အနေနဲ့ခိုတဲဖို့အတွက်စောက်တဲ့အဆောက်အအုံဟာငလျင်ထံကိုခန့်နိုင်တဲ့အဆောက်အအုံဖြစ်တာမယ်အဲ့တော့ငလျင်ငလျင်လုတ်ပြီးတော့တဲ့ဘာလို့နေဖို့စောက်တဲ့အဆောက်အအုံမှာလဲငလျင်တန်ခန့်နိုင်ရမယ်လေဟာဘာလို့သူပြောနေတာယူနေတာတဲ့အချိန်စောက်မှာတော့အခုချက်ချင်းအိမ်တလုံးဟုတ်ပါဒီ 上午上这卡嘛，上午啊，这个这个我做嘛。你看那天三弟他们做一下，我看到的，现在拉贷款啊，人中户，人中户嘛，人家、啊。好，昨天上午街边嘛，人中户去买走了啊。都是看那个那天，看那天上午一，上午要几少皮包皮手表，都给我买不，我没有来呀，都别人给我买不。是吧？哎，我们那边在那边，他爸爸皮人的皮这个嘛，他爸爸伊皮人天，我看他一点，你说今你呀，没有两百万就一呀。你啊，你啊，买嘛你念了啊，皮卢嘛，你买嘛你你来路啊，伊得你卢没有？ ။ဘာပြောနေရလဲမသိဘူးက။အစောက်တဲ့အစောက်အုံွားတဲ့ခန္ဓာရည်ရှိရမယ်ဒီဘာဘာပြောနေရလဲခင်ဗျားတို့အုံနောက်ရှိတယ်ဆိုရင်စဉ်းစားကြည့်သူပြောတာ။ဒီဟာမျိုးကညို့တိုင်းညို့တိုင်းတစ်ခုခုမှထားရမယ်ဆိုလို့ရှိရင်အခုလိုမျိုးမှမြန်မာနိုင်ငံကလေးဖြစ်သွားတဲ့အခါမှာလမ်းလေးတွေမှာအိတ်နေကြရတာမျိုးဟုတ်လား။ငလီမလုတ်ခင်ကိုငလီလုတ်လာရင်နေဖို့အတွက်အစာဦးစောက်ပေးထားရမယ်တကယ်တော့သမီးသားကြီးကြီးအောင်တော့ဟမ်ကိုပေါ်ပြူလာပြောစောက်ဖက်ကိုကြီးအောင်ဒီမှာနော် ်နော်ငလီလှုပ်လာရင်လည်းနေဖို့တိုင်ဖို့အတွက်ကိုကြိုးစောက်ထားမယ်တဲ့ဩအုံတော့လည်းတော်တော်ရှိပါတယ်တော်သေးတယ်နေရောက်ကြနေဦးလေစပုတ်နဲ့ပါဆက်ပဲလိုးလိုနှစ်ထင်းမှာတက်လိုးလိုက်ရမှာနော်ရိုင်းလားဟုတ်ကဲ့ကျေလို့ပြရမယ်မသိတဲဟုတ်လားဆိုလည်းအကုန်ပြိုကြအဆောင်ဆုံးလည်းပြိုကြအိမ်ဆုံးလည်းပြိုကြဖုန်းကြီးကြောင်လည်းပြိုကြလို့ဖြစ်နေရဆိုင်မှာလူရတဲဆရာမရှိခိုးဆရာမရှိစားဆရာမရှိစိတ်မရှိအဲ့တော့နိုင်ငံတကာအကူအညီတွေယူပါနိုင်ငံတကာအကူအညီတွေဘာမှဘေးလေဖြစ်မယ်လို့ဘယ်သူသိမှာတော့တဲကိုကန်းအကူအညီယူပါဟိုအကူအညီယူပါဒီအကူအညီယူပါဆိုတာအစိုးရလည်းကာကွယ်ဦးစီးချုပ်အနေနဲ့ဒီလောက်ထိသူ့မှာကာကွယ်ဦးစီးချုပ်ကိုယ်တိုင် အဘကယုံကြည်ကိုယ်တိုင်နောက်ကကအစိုးရတရလုံးတာဝန်ရှိတဲ့လူတွေအားလုံးမြေပြင် ground ပြီးဆင်းပြီးတော့မှဒလုတ်လုတ်နေတာကိုဒီပေရောမအင်္ဂလိပ်အီတလီလိုမရအဲ့လိုပဲအင်္ဂလိပ်လိုခံလာရရင်ခေါင်းထဲမှာလေတော့ဘိုးပဲရှိတော့တာဒီကောင်မကြီးကြည့်လိုက်ဗလာကြီးအချိန်ဆက်ကြတယ်မလူတွေကသေပေးနေရမှာလားထောက်လာမှပြောတာလူတွေကဒီချမ်းမျိုးခန်းစားနေရမှာလားအဆင်မရှိပါဘူးမရှိလက်ကျိုးနေတယ်အဲ့လားခြေောက်ပြက်နေတယ်ပုံစော်နဲ့နေပြီးအဲ့လိုပြင်းပြလို့မရှိဖြစ်နေတဲ့အချိန်မှာမျိုးကဒီလိုမျိုးကအမတို့ပြင်ဆင်နိုင်ထားနိုင်ခဲ့တဲ့အဆောက်အုံရှိနေမယ်ဆိုလို့ဩငလင်းငလင်းလုံးရင်နေဖို့ဆိုပြီးတော့တကာတည်းစောက်နေတာရပါ ောက်နေတယ်ပြက်နေတယ်ခြေတော့နေတယ်သူကနေတော့အီတလီမှာစောက်ဖက်ကိုကြည့်ဦးဩဒါကြောင့်မလို့နော်အမှုပညာသမားတဲ့ရှိရအမတို့ကနိုင်ငံတကာအကူအညီတွေမလာခင်မှာအရေးပေါ့အနေနဲ့စောင့်ရှောက်မှုတွေလုပ်ထားနိုင်တဲ့မျိုးတစ်ခုတည်းစီပါဒါကတော့အမရဲ့စေတနာပေါ့နော်ဒီလိုမျိုးကြီးအမအမရဲ့စေတနာစေတနာကြည့်မြန်မာပြည်ပြန်လာခဲ့ညီမလေးကိုကြီးနဲ့တွေ့မယ်စေတနာကြည့်မြန်မာပြည်ပြန်လာခဲ့ကိုကြီးနဲ့တွေ့မယ်ဟမ်ဟောချိုပြီးတော့မှငလင်းငလင်းလုံးမအောင်ရှောင်ဖို့အတွက်အစအဦးတွေဘယ်သူမှမနေဘဲနဲ့စောက်ထားပေးရမယ် ကောင်းထဲမှာအီတလီတုပ်ဖို့ဝင်မနေနဲ့နော်ဖာတယ်မှာစောက်ပစပြေးနေချက်တိတုံးနေနော်နေဟောင်ကောင်းကောင်းထဲမှာဟဲ့လားနော်နေပြောနေစက်ပြောနေပြောမှာနော်နေနိုင်ငံသားနေမြန်မာပြည်ပြန်လာခဲ့နော်ဆောက်နိုင်ငံသားမှညတိုင်းနင်းတရင်လီကိုဆုတ်လိုက်ခင်းနေထဲလိုက်ပဲလုံးမနေနဲ့ညီမအမတင်းစင်ချာဘယ်အချိန်မှဘာဖြစ်လဲဆိုတာအမတို့မမြင်နိုင်ဘူးရေပေးပဲဖြစ်ဖြစ်မီးပေးပဲဖြစ်ဖြစ်ငလျင်ပေးပဲဖြစ်ဖြစ်ဒီကဘာမှဖြစ်နေရဆိုတာလူမမြင်နိုင်ဘူးဟုတ်တယ်အမတို့မြန်မာနိုင်ငံ2000ခုနှစ်2008ဒီဝင်းကျင်တော့လည်းမ2008တော့လည်းဒါဖြစ်ဆိုတာဖြစ်ခဲ့ပြီဟုတ်တကယ်နော်ဒီနေရာမှာတခုပြောချင်တာကချမ်းချမ်းဟို ငါနာမည်သော်ဘုံကြီးမြန်မာနိုင်ငံပြည်မှုလေးမှာနေတယ်။နော်။နေတော့ကိုတခုပြောချင်တာ။မနေဦးလေခဲပတ်ချီခဲပတ်တခုပို့လိုက်မယ်။မပြင်းပြင်းမလာလားဒီမှာမလာလား။အခုချီခဲပတ်လေးပြီးလား။နံပါတ်1ချီခဲပတ်ကအမခိုင်နေဝေကျွန်တော်တို့အသက်ကြီးမှာပါပေါ့နော်။အမခိုင်နေဝေပါလာတဲ့ချီကိုကြော်ပြီးမှနေကိုခဲပတ်ကိုလိန်ရင်နဲ့ Expo ပို့လိုက်မယ်။အမခိုင်နေဝေရဲ့ချီကိုနင်းစား။ပြင်းပြူသွေး ဖြူလူတွေပါလာတဲ့ချီကိုလက်လက်ဆက်ဆက်နေကိုခဲပက်ပတ်ပြီးတော့မှဂျေတိုးနဲ့လူလူပုံစံမျိုးနေကိုအမှထည့်ပေးလိုက်မယ်ဖြူလူတွေချီကိုစားနော်သူများနိုင်ငံမှာအီတလီလိုးထားတဲ့ကောင်ကိုအလိုးခံလာပြီးတော့မှစောက်အာမချောင်နဲ့နော်မြန်မာပြည်ကိုပြန်လာပြီးတော့မှလာလို့နော်ဒီအချိန်နေအချိန်မှမျိုးမှနင်တို့လူလူကောင်မမျိုးတွေလားတိုင်းပြည်နဲ့နိုင်ငံနဲ့လူမျိုးပေါ်မှာသတိမှန်နဲ့စေတနာမှန်နဲ့ဆိုရင်နတ်သကအစိုးရကိုဆက်သွယ်လို့ရတယ်ကျမတို့ကအီတလီမှာပြင်သစ်မှာအလိုနေရပါတယ် ကျမတို့မြန်မာပြည်ကိုလည်းပြန်မလာပါဘူး။စမိုင်းစမိုင်းနောက်တစ်ခါစမိုင်းရှိသေးတယ်။ကျမတို့မြန်မာပြည်ကိုပြန်မလာပါဘူး။အလုခံကွက်ကောက်တောင်းသားမှပန်းစလို့ကျမတို့မြန်မာပြည်ကိုပြန်မလာဘူး။ဘယ်တော့မှပြန်မလာပါဘူး။ဒါပေမဲ့ကျွန်တော်တို့ကျမတို့မြန်မာပြည်သူပြည်သားတွေအခုလိုဒုက္ခရောက်နေချိန်မှာတော့ကျမတို့အနေနဲ့မလီယန်တန်တင့်နေတဲ့ပြည်သူပြည်သားတွေကိုကျမအစိုးရတရုတ်ဆောင်ချမ်းချမ်းအနေနဲ့1ဘီလီယံလုပါတယ်။ကျမစမိုင်းအနေနဲ့ မမြမပြောပြမလာဘူးနော်ဒီလူလူဝင်လူလို့မြမပြဘာခွင့်မမရှိဘူးကျမတို့ဆယ်ဘီလီယံလူပါတယ်မဆလို့ကျမတို့ခွက်ခေါက်ရောင်းသားဘဝနေပြီးတော့မှမြမပြည်သူပြည်သားအတွက်မြစ်ဘီလီယံလူပါတယ်လို့ကျွန်တော်ထုတ်ပြောလိုက်အစိုးရပြောပြီးလူလိုက်လေဟမ်လူလိုက်လေကျွန်တော်ဘာတကူမှမလူပဲနဲ့တိုင်းတစ်ပါးကနေဘာလို့ဘာကယုံကြည်မှုမရောက်လဲဂျိုးရီယာသွားတော့လေလောင်း ICC ရချေချေဘာ ဟမ်ဘာလို့ဘာသာယုတ်တိကလူရတာပူတာပြတာနေတော့အကွက်တွေဟမ်ဗလာဒီမာပူတင်တို့တရုတ်ခီးစင်တို့ဗီလာရုတို့အခုယောရီးယားအိန္ဒိယသမရာတို့ ਨੇ ဟမ်နင်တို့တွေကတိုင်းပြည်ပေါ်မှာနိုင်ငံပေါ်မှာပြည်သူလူထုပေါ်မှာတရေမိုင်းအာနဲ့မရင်းနဲ့ကျွန်မစီရင်တာနဲ့ပြောလာပါနော်ဒါပေမဲ့ဆိုတာချိုက်ချိုက်တော့ဝင်ကြတယ်ကျွန်မစီရင်တာနဲ့ပြောလာပါဒါလည်းကိုစီရင်တာနဲ့နေဆိုရလာလို့လားနော်အစိုးရလာလုပ်လိုက်နင်းအမေတော်စုကြည်မပြောတော့ရလေဟမ် နေအမေတော်ကဘာပြောသွားလဲလို့နင်တို့နင်တို့အယံကိုချစ်လာပါပြီဆိုတော့နင်တို့မွေမွေစုဟမ်နင်တို့မွေမွေစုဘာပြောသွားလဲဟမ်ဒီမှာငါကြားထားပါလေဘယ်ရောက်သွားလဲတော့မသိတော့ဟမ်နင်တို့ကတကယ်အောက်တန်းသားတွေအောက်တန်းသားတွေနင်တို့အမှုပညာတဲ့လူများတချို့တော်တော်များများအောက်တန်းသားတွေနော်တိုင်းပြည်ပေါ်မှာဘာလေးရမလဲရုပ်လေးပန်းပြပြီးတော့မှဟမ်အဥ္စာအကုန်လုံးကနင်တို့ကလေအနာရှိရင်တော့ဆက်ပေါ့နော် ။နင်တို့ကမစစ်လည်းမစစ်မှန်မှန်ဘူး။နင်တို့ယူလာတဲ့ယောက်ျားတွေမင်းတို့ယူလာတဲ့မိန်းမတွေဒင်းကြီးလေးကြည့်ရအခုလိုက်လို့နေလို့ပြီးရင်တရင်ပို့လိုက်မယ်ပြူအမူကြီးဘူးနော်။အေးနော်အဲ့တော့နင်တို့ယူလာတဲ့ယောက်ျားတွေကလည်းလူလူမစစ်ဘူး။နော်နင်တို့ယူတဲ့နင်တို့ရဲ့ဥစ္စာကလည်းအစောက်ခေါင်းကကျနေပြီ။အစောက်ခေါင်းကျပြီးစောက်ပေါက်ပါလိုက်ကျပြီးတော့တိုင်းပြီးကိုဖြတ်လို့ပြစီအကုန်လုပလိုက်တာ။နော်အခုငါသိအောင်အော် ပြည်သူဘယ်နဲ့လဲစကိုင်းသွားမလားပြောစကိုင်းမှာဟာတတ်ချင်တဲ့လူရှိတယ်။ပြည်သူအသက်မှာမဟုတ်သွားမလားဆိုမသွားရင်နော်အဲ့တော့မင်းတို့ကဘာလဲတူလဲဆိုတော့မင်းတို့ကသူများပါဇက်လုတ်တိုင်းစိတ်လုတ်ရှားတယ်။သူများရဲ့ပါဇက်ပေါက်မှာမင်းတို့လမ်းဆုံးတယ်။မင်းတို့ဘဝတွေကသူများပြောလိုက်တိုင်းပြောလိုက်တိုင်းသူများပါဇက်ပေါက်မှာလမ်းဆုံးတယ်ဆိုတော့ဘယ်တော့ပဲအမိုက်တောင်းနဲ့ရောက်တာပေါ့။